အတရဲ့ထရမာများကိုကူစားခြင်းတလောကကျွန်တော် page မှာစာဖတ်သူမိန်းကလေးတယောက်စကားလာပြောတယ်သူ့ရဲ့အခက်အခဲလေးကို ရင်ဖွင့်ပြီး အကြံတောင်းခြင်းလိုပါတယ်ကျွန်တော်လည်းပြောခွင့်ပြုလိုက်ပါတယ်သူပြောပြတာကကျမအသက်က25နှစ်ရှိပြီး လက်ရှိမှာအိမ်အောင်ပြုထားတာ၃လပဲရှိပါသေးတယ်။ပြက်တနာက ကျမရဲ့အတိတ်က ကျမကို အမြဲချောက်လှန့်နေတာပါပဲ။ကျမငငယ်ကပထွေးနဲ့နေခဲ့ရတယ်။ပထွေးက အမြဲစူစဲရိုက်နှက်ခဲ့ပါတယ်။အမေကလည်းပထွေးကိုကြောက်ရတော့ဘရောမှ ဝင်မတားရေးပါဘူးအပြုပေါ်ဝင်စားမှာတော့သူ့အပေါ်မယိုးသားတဲ့အပြုအမူတွေလှုပ်ရှားပြူလာတယ်နောက်တော့ခြေတော်တင်တဲ့အစင်စီရောက်ခဲ့ပြီးအပြုစင်ဘဝလေးဟာပထွေးလက်ထဲမှာပျက်စီးခဲ့ရပါတယ်ဒါကို အမေကတိပင်မဲ့လဲဂယူမဆိုင်ခဲ့ပါဘူး တရားစွဲအေးယူဖို့လုပ်ရင်လေအရက်ကွဲမှာကြောက်လို့တိခန့်နေကြရပါတယ်အဲ့ဒီအချိန်တွေဟာ ကျမအတွက်ငရေကံပါပဲကိုကိုကိုတက်တည်ဖို့အထီးအကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ်ဒါပေမဲ့ကျမမလုံနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်ကစပြီး မဟာစိတ်မလုံခြုံမှုတွေတိမ်ငယ်မှုတွေအမြဲခံစားနေကြရပါတယ်ညာတိုင်းအိမ်မက်ဆိုးမက်တေကျမအကြောင်းသူများတည်သွားမှာကိုအမြဲကြောက်ရွံ့နေကြရပါတယ်အရွေးရောက်ပြီးနောက်အိမ်ကထွက်လာခဲ့တယ်ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတဲ့ခြေလှမ်းတွေနဲ့ ပြေးထွက်လာခဲ့တာပါကိုချီတော့ပေါ်ကိုရက်ပြီးကိုဝမ်းကိုကြောင်းခဲ့တယ်အလုတ်ကြိုးစားလုပ်တယ်လွတ်လွတ်လပ်လပ်နဲ့ဘဝကလည်းပျော်စရာကောင်းလာတယ်ဒါပေမဲ့စိတ်ထဲကဒံယာရီကတော့အနာမကျက်ခဲ့ပါဘူးအတိတ်ကအဖြစ်ဆိုးတွေဟာချောက်လန့်စေ အရေးလိုလိုက်နေစေပါပဲနိုင်ငံအနှံ့ကိုဗစ်ဖြစ်ပြီး second wave မှာတော့အမေရော ပထွေးပါကိုဗစ်ကြောင့်ဆုံးပါသွားခဲ့တဲ့ဆိုရဲသတင်းကြားပါတယ်သူတို့မရှိတော့ရင် အတိတ်ကအကြောင်းကိုသိတာဆိုလို့ကျမတယောက်တည်းကြံတာပါဒါပေမဲ့စိတ်ထဲက trauma တွေကမပြောက်ခဲ့ပါဘူး နောက်တော့ကောင်းလေးတယောက်နဲ့ချစ်သူဖြစ်ခဲ့။ကောင်းလေးကအရန်သဘောကောင်းပြီးချစ်တတ်လွန်ပါတယ်။ဒါကြောင့်ကျမကိုကျမလိပ်ပြာမလုံးမှုတွေပိုခံစားရပါတယ်။ကျမစိတ်ထဲမှာကျမကမဖြူစင်တော့ဘူး။အပြူမဟုတ်ဘူး။သူတန်ဖိုးထားရလောက်အောင်ထိ ကျမက မတန်ဘူးလို့သာ ခံယူနေတာပါ သူကပိုကောင်းပြလေလေကျမက ပိုရှက်မိလေပိုခံစားရလေပါပဲအခုလက်ထပ်ပြီးတော့လဲသူ့အပြင် သူ့မိဘတွေအတိုင်းအဝိုင်းတွေကပါကျမကိုချစ်ကြတယ်တန်ဖိုးထားကြပါတယ်ဒါကြောင့်ကျမရဲ့အတိတ်တွေကိုသာ ူတို့တည်သွားရင်ဆိုတဲ့စိတ်နဲ့ကျမကြောက်နေမိတယ်။ဒီเจ้าတွေကို ပြန်ပြောနိုင်တာသိနိုင်တာဆိုလို့ကျမတယောက်တည်းရှိတာဆိုပေမဲ့ကျမလိပ်ပြာမလုံးဘူး။ကိုစိတ်နဲ့ကိုအကျဉ်းချင်းနာကျင်နေရပါတယ်။အဲ့ဒီစိတ်ကိုဘယ်လိုဖျောက်ရမလဲ။ငငယ်လေးကလေးက ရခဲ့တဲ့စိတ်ဒဏ်ရာတွေကိုဘလို့ကုသပြီးမေးပြရမလဲတဲ့။သူမကို အကြံပေးခဲ့တဲ့အတိုင်းတခြားသော trauma ခံစားနေရသူအလုံးကိုပြောပြပါရစေ။အတိတ်ဟာ အတိတ်ပါပဲ။အတက်နိုင်ဆုံးမေးပြလိုက်ပါ။မကောင်းတဲ့မှန်ညာတွေကို ပြစ်စုံပံအထီး တည်ဆောင်မလာပါနဲ့။ကောင်းကျိုးမရှိဘူး။ဟာတာတပုတ်ကိုနှစ်ခါမရေကြတဲ့သူတွေကစိတ်ညစ်စရာတွေကိုတော့ထပ်တလဲလဲပြန်တွေးပြီးနာကျင်နေကြတယ်။ပျော်ရွှင်စရာကို ကြကြမခံစားရတဲ့သူတွေကစိတ်ညစ်စရာတွေကိုတော့ဖတ်တွေနေတဲ့ကြတာပဲ။မနေ့ကစိတ်ညစ်စရာတွေကိုဒီနေ့ထပ်တွေးနေအောင်မယ်ဆိုရင် ဘဝကဘယ်လိုလုံးပျော်ရပါအောင်မလဲ life goes on နဲ့ဘဝဟာ အမြဲဆက်သွားနေမှာကိုကဝိုးဝေးသွားခြင်းရင် လေးလံနာတွေကိုလွတ်ချခဲ့ရမယ်မဟုတ်လားဘဝတလျှောက်မှာနာကျင်စရာအချိန်တွေကြုံရမယ်ပျော်စရာတွေလည်းရှိမယ်ဘဝဟာ တသက်မထဲမသွားပါဘူး ပြီးခဲ့တာတွေပြီးပါစေတော့ဘလူထရောမာမျိုးပဲဖြစ်ဖြစ်အဲ့ဒီအရာတွေတွေးမိလာတိုင်းကိုကိုကိုတတိလေးကပ်ပြီးတွေးကြည့်ပါအဲ့ဒီအရာတွေက အခုပြီးသွားခဲ့ပါပြီပြန်ဖြစ်မလာတော့ဘူးခလေးဘွားကထရောမာတွေပူလီလောက်ခံရတာတွေကအခုအချိန်မှာထပ်မကြုံရတော့ပါဘူးအမောင်ထဲမှာငိုခဲ့ရခြင်းတွေ အိတ်မပြောတဲ့ညတွေဟာထမ်းမရှိတော့ဘူးအခုချိန်မှာကိုကိုကျူးလွန်ခဲ့တဲ့သူတွေလည်းမရှိတော့ပါဘူးအတိတ်မှာကြံခဲ့ပြီကိုနဲ့မဆိုင်တော့ဘူးအဲ့ဒီမကောင်းတဲ့မှန့်ညံတဲ့အတူအဲ့ဒီလူတွေကို ထားခဲ့လိုက်ပါတော့ဘဝခီးကို စိတ်သစ်လူသစ်နဲ့ခီးဆက်ပါ အဲ့ဒီလိုပဲအခုချိန်မှာကိုဟာလဲအနိုင်ကျင့်ခံနေရတဲ့သူတယောက်မဟုတ်တော့ဘူးတမ်းမာတော့ထက်မြက်တော့ရင်းကျက်တော့သူတယောက်ဖြစ်နေပြီဘဝကို အကောင်းဆုံးတည်ဆောက်ပါမပျော်ခဲ့ရတဲ့ငယ်ဘဝတွေအတွက်ဒီချိန်မှာပူပျော်အောင် နေပါမပြည့်စုံတဲ့ဘဝတွေအတွက်ပူကြိုးစားပါ နာကျင်စရာတွေကနေကိုယ်တိုင်ပြန်ထပြီးလှပစွာတီဆောက်နိုင်သွားတဲ့အခါ ကိုကို ဖြိုချဖြက်စီးခဲ့သူတွေကိုကျေးဇူးတင်ပြီးလိမ့်မယ်သူတို့ကြောင့်ငါပူတန်မာလာတာငါရဲ့အရေးအချင်းတွေကိုပူအသုံးချလာနိုင်တာလို့တွေးမိလာပါလိမ့်မယ်ငယ်ဘဝတုန်းကရခဲ့တဲ့စိတ်ဒဏ်ရာတွေဟာ ကို့အမားကြောင့်ရခဲ့တာမဟုတ်ဘူး။ဒါကြောင့်ကိုဟာအပြစ်မရှိဘူး။ကိုဟာတန်ဖိုးရှိနေစေ။အကောင်းဆုံးတွင်နေထိုက်တန်နေစေပါ။အားမငယ်ပဲဘဝခီးကိုကောင်းမောပြီးရှေ့ဆက်ပါ။ဖစ်တင်စိတ်ကို အမြဲမထားပါနဲ့။လူအတိုက်ဝန်းကနေရှောင်ဖဲမနေပါနဲ့။ ျွန်တော်တို့ဟာလူတွေကိုရေမောအောင်လုံနိုင်နေချစ်တတ်တယ်၊ကူညီတတ်တယ်ဆိုရင် လူအဖွဲ့အစည်းကလူပီးသားတဲ့လူသားတယောက်ပါပဲ။နှွေးထွေးစွာနေထိုင်ပါ။စိတ်ထံရများကင်းဝေးတဲ့အပျော်ဆုံးလူသားတွေဖြစ်ကြပါစေ။ထပ်ဆောင်းအကြံပြုချက်ဒီလိုမျိုးစိတ်ထံရတွေ trauma တွေခံစားနေရတဲ့အခါအမြန်ဆုံးကုသဖို့ကြိုးစားပါယနေ့ခေတ်မှာစိတ်နဲ့ပတ်သက်ပြီးကုညီနိုင်တဲ့ဆရာဝန်များနဲ့ဆွေးနွေးတိုင်ပင်ပြီး အကြံပြုချက် တောင်းခံနိုင်တဲ့ counseling တွေအများစွာ ရှိပါတယ်ဆက်သွယ်ပါ positive အတွေးတွေကိုမြန်မြန်တွေးနိုင်ဖို့ကြိုးစားပါ တယောက်တည်းတိတဲ့အတွေးတွေနဲ့လောင်ပိတ်မနေပါနဲ့လိုအပ်တဲ့အခါအကူအညီတောင်းခံပါတင့်ကိုကူညီနိုင်မဲ့သူတွေအမြဲအသင့်ရှိပါတယ်